င်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဇွန်လ29ရက်ဒီကနေ့နဲ့9နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်သုံးလေအားကောင်းနေပါမယ်။ဒီကနေ့ညနေထိခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်နေရာကျကျစကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းတို့တွင်နေရာစစ်စစ် ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိချုံရပြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွာရာလုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆပါမိုးတိမ်တော်များရွှေရှားရာနေရာတလျှောက်တွင်မိုးရသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ခြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လက်စည်းလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်။မြမပင်နေပြင်းတွင်မြမကယုန်နှင့်တခြားနှင့်ကမ်းလွန်ပင်နေပြင်းတို့မှာရှန်ဖန်ရန်ခါမိုးသက်လေပြင်းများကြောက်ပြီးလိုင်းကြီးပါမယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာကြနိုင်လင်း35မိုင်အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြမကန်ရုံးတဲ့တခြားနယ်ကမ်းလုံပင်နယ်ပြင်တို့တွင်ဆက်တပေမှ73မီကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ပဲခူးတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးပူလာနိုင်ပါတယ်။ နေပြည်တော်ရန်ကုန်မြို့နယ်ဒီတဝိုက်တွယ်ဒီကနေ့ညနေဒီခမန်းချက်ကတော့မိုးတချိန်နှစ်ချိန်ထိကျုံရပါမယ်ရွာရံရုံပြည့်ဖြစ်ပါတယ်မန္တလေးမြို့နယ်ဒီတဝိုက်တွယ်ဒီကနေ့ညနေဒီခမန်းချက်ကတော့နေရာကွက်ကြားမိုးထိကျုံရပါမယ်ရွာရံရုံပြည့်ဖြစ်ပါတယ်ရှင်